ဒီကနေ့မှာကျွန်တော်တို့ပြန်လည်ပြီးတော့ဒုတိယအသင်းတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အထူးကကလေ့လာဖို့အတွက်ဖြစ်တယ်။သမုရဏမြို့မှာရှိအသင်းတော်ကျွန်တော်တို့အထူးကဖတ်ရအောင်နော်အပိုင်းငယ်ရှိကိုတစ်ချက်လောက်အထူးကဖတ်ရအောင်။သမုရဏမြို့၌ရှိသောအသင်းတော်ဤတမန်ကိုဤသို့ရေး၍မာလိုက်လောအူးဆုံးသောသူ နောက်ဆုံးတော်သူသည်ဟူသောအရင်သေး၍အသက်ရှင်ရရှိသောသူ၏အမိတော်ကโอเคကျေးဇူးတင်တယ်ဆိုတော့ဒီညမှာဘာတွေ့ရလဲဆိုတော့အဦးဆုံးတော်သူနောက်ဆုံးတော်သူဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီအဦးဆုံးတော်သူကဘာလို့ဖြစ်မလဲနော်နောက်ဆုံးတော်သူကဘာလို့ဖြစ်မလဲဆိုတော့တခင်ယေရှုခရစ်တော်ပဲဖြစ်တယ်နော်တခင်ယေရှုခရစ်တော်ကသူဟာဘာဖြစ်လဲအာလဖာဖြစ်တယ်အိုမီဂါဖြစ်တယ် နော်ကျွန်တော်တင်နှမ်းမှာလိလာခဲ့ပြီဖြစ်တယ်ဒီစကြဝဠာတစ်ခုလုံးမရှိခင်ကလေးကရှင်နှစ်ပီသာဖရာဖြစ်တယ်အရာအလုံးကိုဖန်ဆင်းပိုင်သားတဲ့ဖရာဖြစ်တယ်အရာအလုံးပြောက်ွယ်သွားရင်တော့မှထိုဖရာတစ်ခင် အစင်မြဲတည်မြဲတဲ့ဖရာဖြစ်တယ်အဲဒီတော့ကြောင့်အူးဆုံးသောသူနောက်ဆုံးသောသူတီးဟုတော့ အရင်သေး၍အသက်ရှင်လျက်ရှိတော်သူ၏အမိတော်ကလို့ပြောပါနော်။ Okay အပိုင်ရဲ့ကိုကိုကျွန်တော်တစ်ချက်လောက်ကြည့်ရအောင်။အပိုင်ရဲ့ကိုအတူကဖတ်ရအောင်။တင်းအချင်းချင်းချင်းဒုက္ခခံခြင်းဆင်းရဲခြင်းကိုငါသိ၏။သို့တော်လည်းတင်းဒီကြွယ်ဝပြည့်စုံခြင်းရှိ၏။ယူရာလူခီအောင်ဆောင်၍ယူရာလူမှမဟုတ် စာရာဤအပေါင်းအသင်ဖြစ်တော်သူတို့ဤကဲ့ရဲ့ချင်းကိုလည်းငါသိ၏โอเคကျေးဇူးတင်လေဆိုတော့ဒီအသင်တော်ကရင်ဆိုင်ကြုံတွေ့ရတဲ့ပြဿနာတွေအခက်အခဲတွေကဘာတွေဖြစ်မလဲဆိုတော့တစ်ချက်လောက်ကြည့်တဲ့ချိန်မှာအာဒီအသင်တော်ရဲ့အားသာချက်ပေါ့နော်အကျင့်ကျင့်ချင်းလို့ပြောပါတယ်အကျင့်ကျင့်ချင်းလို့ပြောတဲ့ချိန်မှာကောင်းတဲ့အကျင့် ခရစ်တော်လျှောက်လန်းတဲ့ခရစ်တော်ရဲ့လမ်းစဉ်ကိုပြောခြင်းဖြစ်တာဖြစ်ပါတယ်။နော်ကောင်းတဲ့အကျင့်ကျင့်ချင်းရှိပါတယ်။ပြီးတော့နမနှစ်ကဘာတွေ့ရလဲ။ဒုက္ခခံခြင်းလို့ပြောပါတယ်။ခက်ခဲကြမ်းတမ်းမှုတွေကြုံတွေ့ရတဲ့အချိန်မှာနော်ခရိယံဖြစ်လို့တခါလေကြိုင်းပေါဝန်းခြင်းအလဲမှာအနှိမ်ခံရတဲ့အတ္တတာတွေရှိကောင်းရှိနေမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးဒုက္ခပြဿနာတွေအခက်ခဲတွေနဲ့ကြုံတွေ့နေရတဲ့အချိန်မှာပင်လည်း အာခရစ်တော်အတွက်မမမမယက်တည်တဲ့အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ပြီးတော့တတိယကဘာလဲဆိုတော့စင်ရဲ့ခြင်းလို့ပြောပါတယ်နော်ဆိုတော့ဒီအသင်းတော်ကဒီအသင်းတော်ရဲ့ background ကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာတမန်တော်ယောဟန်တို့ကဒီစာဆောင်ကိုရေးတဲ့အချိန်ကာလတော်တွင်းမှာဆိုတော့ဘာဖြစ်လဲဆိုတော့ဒီမြုပ်ကစပြီးတော့တေခါစလေးပဲရှိသေးတယ်။နော်တစ်ချိန်တစ်ခါတော့မှာတော့မြုပ်ကတော့ရှင်းနေပြီးသားပဲ ဒါပေမဲ့ရန်သူတွေလက်ချက်ကြောင့်ဒီဒီမြုပ်ကစမှုရဏမြုပ်ကပျက်စီးသွားတယ်။နော်အဲ့ဒီပျက်စီးတဲ့အရာကိုယောမအစိုးရကပြန်ပြုတော့ဘာဖြစ်လဲဆိုတော့မွန်းမှန်တဲ့အချိန်ကာလဖြစ်တယ်။နော်အဲ့ဒီကြောင့်ဒီစမှုရဏမြုပ်မှာဘာတွေဖြစ်တယ်လဲဆိုရင်တော့ဒီအလုတ်သမားတွေနဲ့ပြည့်နေနေတယ်ကျွန်တော်လုံခဲ့တဲ့နှစ်ပေါင်း30ပတ်ဝန်းကျင်လုံးကကျွန်တော်ဒီထိုင်းသားရာဆက်ဆရောက်တဲ့ချိန်လေးကိုသွားပြီးတော့တတိယမိတယ်။နော်အဲ့ဒီခေတ်ကာလမှာထိုင်းသားရာဆိုတာကအရမ်းပဲဖြစ်လေ ထိုင်းသာယာမြို့ကတေခါစလေးပဲရှိတယ်เนาะလူရမိုးရတီလို့ဆိုတော့ရှင်ဘော့တွေကလူကောင်းတော့ရှိတယ်เนาะလူတွေကတိတ်မလာချင်ကြဘူးเนาะထိုင်းသာယာဆိုအထင်သေးကြတယ်เนาะဆိုတော့ပြီးတော့ဒီရန်ကုန်မြို့မှာရှိတယ်ဘယ်လိုပြောမလဲစင်ရဲသားတွေเนาะထိမ့်မနိုင်သိမ့်မနိုင်လူဆိုးတွေပေါ့เนาะဆိုတော့အဲ့ဒီအရာတွေကိုဘာဖြစ်လဲဆိုတော့ထိုင်းသာယာကိုပို့ပို့ကြတယ်ဆိုတော့ အဲ့ဒီခက်ကာလာတို့မှာထိုင်တရာဆဆတဲတဲ့ကာလာမှာထိုင်တရာကဒူးဆိုင်တွေလည်းပေါ်များတဲ့နေရာဖြစ်တယ်။စင်ရဲသားတွေပေါ်များတဲ့နေရာဖြစ်ခဲ့။နော်ဒါမဲ့အခုတော့ဘာဖြစ်လဲ။ဖီးယားရဲ့ကျူးစတော်ကြောင့်ကျွန်တော်တို့ရဲ့ဆွတ်တောင်းခြင်းကြောင့်ဘာဖြစ်လဲ။ထိုင်တရာကနော်ဒီရန်ကုန်တိုင်းထဲမှာတိုးတက်မှုအများဆုံးထဲမှာထိုင်တရာလည်းပါလာတာကိုကျွန်တော်တွေ့ရတယ်။အာမင်။ဆိုတော့ဒါတွေကအာအချင်းနဲ့မဖြစ်ဘူးပေါ့နော်။ကျွန်တော်ဆိုအမြဲတမ်းဆွတ်တောင်းတယ်။မမိသားစုတွေတခြားမျိုးမှာ နော်ဟိုအင်းစိန်တို့မှာပြောင်းနေလို့ရတယ်ဒါပေမဲ့မပြောင်းချင်ဘူးဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကဒီနေရာကိုပို့ပေးတယ်ဆိုတော့ကျွန်တော်ခံစားရတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီသမုရဏမြုပ်ကဆိုရင်လည်းအခုနပြောလိုမျိုးပဲနော်ဘာဖြစ်လဲဆိုတော့မြုပ်ကတဲခါစားဖြစ်တဲ့အတွက်ကြောင့်အလုတ်သမားတွေနဲ့ပဲပြည်ပြီးတော့စင်ရသားတွေနော်ပြည်တဲ့နေရာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်လက်လုံလက်စားတွေပြီးတော့ နေစာဘွားတွေနဲ့ဘောနောဘာဖြစ်လဲဆိုတော့ဒီစင်ရင်ကြက်တဲမှုတွေအခက်ခဲတွေတုံတွေ့ရတဲ့လူတွေနဲ့နော်ပြည့်တဲ့အာမြို့ဖြစ်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့လူရဲ့အမြင်မှာဒီမြို့နော်လူရဲ့အမြင်မှာဒီအသင်းတော်ဟာဆိုရင်တော့စည်ရတဲ့အသင်းတော်လည်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောမှဆိုတော့ လူတွေကလည်းစင်းရဲတယ်လို့မျိုးအဲ့ဒီစမုရဏမြို့မှာရှိတဲ့အသင်းတော်ဟာဆိုရင်လေအင်မတန်မှစင်းရဲတဲ့အသင်းတော်ဖြစ်တယ်။နော်သူတို့မှာအာတော်တော်ပြောင်ပြောင်ခန္ဓာထယ်ဝါတဲ့အဆောက်အဦတွေဖျားရှိခိုးတဲ့နေရာတွေရှိချင်မှရှိမယ်။နော်လူတွေရဲ့အမြင်မှအထင်မြင်သေးစရာကောင်းတဲ့စမုရဏအသင်းတော်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီအသင်းတော်ကဖျားရဲ့အမြင်မှဘာဖြစ်တယ်လဲဆိုရင်တော့ ကျွယ်ဝသောအသင်းတော်ဖြစ်တယ်လို့ပြောပါတယ်တခင်ယေရှုခရစ်တော်ကเนาะကျွန်တော်တို့အပိုင်ငယ်ကိုအာကျွန်တော်တို့အဆုံးပိုင်းလေးကိုကျွန်တော်ကြည့်အောင်เนาะတုတ်တော်လဲတင်ဒီကျွယ်ဝပြည့်စုံခြင်းရှိ၏လို့ပြောပါတယ်လူရဲ့အမြင်မှာဆင်းရဲပေမဲ့ physically เนาะရုပ်ပိုင်းဆိုင်ရာမှာဆင်းရဲပေမဲ့ပတ်ဝန်းကျင်အလယ်မှာအဲ့ဒီမယုံကြည်သူအတိုင်းပိုင်းထဲမှာ ကဲရဲ့ခံတဲ့အသင်းတော်ဖြစ်ပေမဲ့ဖရားရဲ့ရှင်မမှာဘာဖြစ်လဲချမ်းသာကြွယ်ဝတဲ့အသင်းတော်ဖြစ်တယ်လို့ပြောပါတယ်အာမင်ကျွန်တော်တို့ရဲ့အတ္တဒါကအင်မတန်မှလိုအပ်တယ်နော်ကိုယ်ရဲ့အတ္တကရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာဆင်းရဲနေပါစေပင်ရအရင်ချင်းပိုင်းဆိုင်ရာအားနည်းနေပါစေဒါပေမဲ့ဖရားရဲ့ရှင်မမှာဘာဖြစ်လဲကြွယ်ဝတော်သူများဖြစ်ဖို့ ဘုရားရဲ့ရှေ့ဝန်းမှာချမ်းသာသောသူများဖြစ်ဖို့ဝိညာဉ်ချမ်းသာသောသူများဖြစ်ဖို့လိုအပ်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ပြီးတော့အပိုင်းငယ်30ကျွန်တော်တို့အထူးကဖတ်ရအောင်နော်တင်းဒီခံရမိအရာတစုံတစ်ခုကိုများမကြောက်နဲ့တင်းဒီခံရမိအကြောင်းမာနဒီတင်းတို့တွင်အချို့ကိုထောင်ထဲ၌ထောင်ထား၍တင်းတို့ဒီဆယ်ရက်ပတ်လုံး ဆွေရဒုက္ခကိုခံရကြမည်တေတိတိုင်အောင်သစ္စာဆောင်တော်တို့ဖြစ်လေအသက်တရခုကိုငါပေးမည်ဟုတ်ကဲ့ကျေးဇူးတင်လေဆိုတော့ဒီမှာနော်တင်တင်ဒီခံရမည့်အရာတစုံတစ်ခုကိုမြမကြောက်နဲ့ပြောပါတယ်ဆိုတော့ဒီအသင်းတော်ကဆွေရချင်းခံရတဲ့အသင်းတော်ဖြစ်တဲ့အပြင်ဒီအသင်းတော်ကယုံကြည်သူတွေကဘာခံရတယ်လဲဆိုတော့ ညင်ပါနေဆက်ခြင်းခံရတဲ့အသင်းတော်ဖြစ်ပါတယ်။နော်ဘလောက်ထိညင်ပါနေဆက်ခြင်းခံရတဲ့အသင်းတော်လဲဆိုတော့အာအသင်းတော်တမိုင်းကိုကျွန်တော်လေ့လာကြည့်တဲ့ချိန်မှာနော်ဒီအသင်းတော်ကနေတင်းအုပ်ဆရာပေါင်းဒီအသင်းတော်ကိုဦးစီးဦးဆောင်တဲ့တင်းအုပ်ဆရာပေါင်း၁၂ယောက်နော်အမှုတော်ဆောင်၁၂ယောက်လောက်ကိုဘာဖြစ်လဲဆိုတော့ညင်ပါနေဆက်ပြီးတော့အသေးတက်ခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။ နော်ရူးရူးတာမန်အတင်းတော်တွေကတော့ပြောမနေနဲ့တော့တင်းသူတင်းသားတွေကတော့ပြောမနေနဲ့တော့နော်ဆိုတော့အတင်းသူတင်းသားတွေမှအစနော်ဒီအုပ်ဆရာတွေနော်အတင်းတော်ကိုဥဆောင်တဲ့ဆရာကြီးတွေနော်၁၂ယောက်တည်းတည်းအသေးတက်ချင်းခံရတဲ့မာသူရအဖြစ် စတေးခံရတဲ့ပုတ်အတင်းတော်ဖြစ်ခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ထဲမှာဆိုတော့အာကျွန်တော်အာလုံးတိပိတာဖြစ်တယ်ပိုလီကပ်ဆိုတဲ့နော်အတင်းတော်ဖခင်ကြီးနော် သူကအာသူ့အကြောင်းကိုကျွန်တော်မကြခဏကြားဘူးလေဆိုတော့နော်တချို့လူတွေကတော့မကြဘူးပေါ့နော်ဆိုတော့နည်းနည်းလေးကျွန်တော်ပြန်ပြီးတော့ sharing လုပ်ချင်တယ်ဆိုတော့ဒီ Polycap ကဒီစမိုရနာအတင်းတော်ရဲ့ဒီအတင်းတော်ဖခင်ကြီးဖြစ်ခဲ့တယ်အတင်းတော်ဥဆောင်တဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတနေ့တော့သူဟာညမှာအိမ်မက်မဲ့တယ်အိမ်မက်ထဲမှာဘာမြင်မဲ့တယ်လဲဆိုတော့သူ့ရဲ့ကောင်းအုပ်ကမီးလောင်တယ် အဲ့ဒါနဲ့ तू ကတော့ချက်ချင်းသဘောပေါက်တယ်ငါမိရှုအသက်ခံရမယ်။ငါဖះကသူ့ကိုအာစကားပြောတယ်ဆိုပြီးတော့ငါဘာဖြစ်လဲဆိုတော့ तू စိတ်แท้မှာတော့ तू အသက်ခံရမယ်မိရှုအသက်ခံရမယ်ဆိုတော့ तू လုံးဝယုံကြည်တယ်။အဲ့ဒါနဲ့တိတ်မကြဘူးသူ့ရဲ့အစေခံချုံမကဇေးသွားဝယ်တဲ့ချိန်မှာတော့ဇေးမှာယောမစစ်သားတွေကဖမ်းပြီးတော့တော့သူ့ကိုမြင်းပါနဲ့ဆက်လုပ်ပြီးတော့မင်းရဲ့ဆရာဘာမှလည်းပြပါတော့ပြီးတော့နောက်ဆုံးမှာ အာပိုလီကပ်စီကိုရောက်လာကြတယ်ဆိုတော့ပိုလီကပ်စီရောက်လာတဲ့အချိန်မှာပိုလီကပ်ကခုနရောမစစ်သားတွေကိုကောင်းကောင်းမွန်မွန်အဲ့ခံတယ်ကြိုးဆိုးတယ်နော်ကြိုးဆိုးတဲ့တကြောင်အဲ့မှာအဲ့ချိန်မှာပိုလီကပ်ကအသက်ကလည်း86ရက်ရှိပြီနော်အဲ့နဲ့ရောမစစ်သားအဲ့ထဲမှာတာဝန်ကျတဲ့လူပေါ့နော်အကြီးအကဲကဘာပြောလဲဆိုတော့ပိုလီကပ်ပဲနော်မိရဲ့အဲ့ခံမှုကိုနော်အဲ့ခံမှုအတွက်မိဟုံဟာကျေးဇူးတင်တယ်နော်မိဟုံဟာတော့မဖမ်းချင်ဘူး နော်မင်းတို့ငါတို့မတတ်ချင်ဘူးအဲ့ဒီတော့မင်းတို့ခုလေးပဲနော်ငါတို့လုပ်ပေးပါနော် Caesar is Lord Caesar ဟာတခင်ဖြစ်တယ်ယောမ agreement ကြီးပေါ့နော် Caesar ဟာတခင်ဖြစ်တယ်ဆိုတော့တခွန်းလေးပဲပြောပါနော်ယေရှုယေရှုကိုညှင်းပယ်တယ် Caesar ဟာတခင်ဖြစ်တယ်တခွန်းပဲပြောပေးပါဆိုပြီးတော့ပြောတယ်နော်ဒါပေမဲ့အာပိုလီခပ်ကပြောလဲဆိုတော့ ငါမပြောနိုင်ဘူးမင်းတို့ငါ့ကိုတတ်ချင်တတ်ပါဆိုပြီးတော့သူအဖမ်းခံတယ်။နော်အဲ့ဒါနဲ့ဒီစမုရဏမြို့ကနဲ့ယောမမြို့ချီကိုတလားလုံးသူ့ကိုခေါ်ဆောင်သွားတယ်။လမ်းမှာယုံကြည်သူတွေကလည်းအားပေးတယ်တိတ်တိတ်နဲ့နော်။ငါတို့မင်းနဲ့သူရှိပါတယ်။ငါတို့မင်းနဲ့သူရှိပါတယ်အဆရှိတဲ့ဖြစ်နော်။အဲ့ဒါနဲ့အဲ့မှာယောမမြို့မြို့ရောက်လာတဲ့ချိန်မှာသူ့ကိုဖမ်းပြီးတော့ခုနဒီထင်းတွေပုံထားတဲ့ညမှာနော်သူ့ကိုခြေထားတယ် နော်ကဲအဖိုးကြီးမင်းအသက်တွေကြီးနေပြီနော်မင်းဒီလိုမျိုးအဖြစ်ဆိုးနဲ့အသေးဆိုးနဲ့တည်ဖို့အတွက်ငါတို့မလိုချင်ဘူးအဲ့ဒါကြောင့်စီဇာဟာတခင်ဖြစ်တယ်ဆိုတော့တခွန်းလေးပဲပြောပါယေရှုကိုညှင်းပယ်ပါပစက်လေးနဲ့ပဲဘာမှခက်ခဲတာမဟုတ်ဘူးเนาะဆိုပြီးပြောပေမဲ့သူကဘာပြောလဲဆိုတော့ငါအသက်86နှစ်ရှိပြီเนาะဒီအသက်ငါရှင်တဲ့ကာလပတ်လုံးမှာငါကိုးကွယ်တဲ့ဖခင်ငါအစေခံခဲ့တဲ့အဲ့ဒီဖခင်တခင်ကငါအပေါ်မှာ ဘာအမှားတစ်ခုမှမလုပ်ခဲ့ဘူးအဲ့ဒီအစ်မတန်မှငါ့ဘုံမှာကောင်းမြတ်တဲ့ဖခင်ငါ့ကိုကယ်တင်ခဲ့တဲ့ဖခင်တစ်ခုငါဘယ်လိုလုပ်ငါရဲ့နှုတ်အားနဲ့ဘာဘယ်လိုပြောမလဲပြစ်မှားနိုင်မလဲမင်းတို့ငါ့ကိုကြိုက်တယ်လို့မျိုးအသေးတက်လို့ရပါတယ်ဆိုပြီးတော့သူပြောတယ်เนาะအဲ့ဒါနဲ့အာအမှရှိတယ်ယောမစတားတွေကလည်းနောက်ဆုံးသူဘာမှမလုပ်နိုင်တော့ဘူးเนาะဖြောင်းဖြားလို့မရဘူးဆိုတော့တိတဲ့အတွက်ကြောင့်နောက်ဆုံးသူ့ကိုကျိုးနဲ့ချီပြီးတော့ အာမိရှုလိုက်တယ်ဆိုတော့မိရှုတဲ့အချိန်မှာသူကဘာဆက်ပြောလဲဆိုတော့ငါရဲ့ခန္ဓာကိုယ်မင်းတို့မိရှုလို့ရတယ်ဒါမဲ့ငါရဲ့ဝိညာဉ်ကိုမင်းတို့မိရှုလို့မရဘူးငါရဲ့ဝိညာဉ်ဟာသာရကောင်းကင်ထဲမှာအာသာရအသက်ရှင်မှာဖြစ်တယ်နော်အကယ်၍မင်းတို့ ဒီမှာရှိတဲ့လူတွေမင်းတို့နော်ယေရှုခရစ်တော်ကိုလက်မခံဘူးဆိုရင်တော့မင်းတို့ရဲ့ဝိညာဉ်ဟာထာဝရငရဲမင်းအိုင်ထဲမှာထာဝရစီရင်ခြင်းခံရမယ်ဆိုပြီးတော့အေဝံဂေလိလဲဟောသွားတယ်ကြောချင်တာကအဲ့ဒီအာမာပဲပိုလီကပ်ဆိုတာနော်အတိတ်တချင်းခံသွားတယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နော်ပြောချင်တာကနော်အဲ့ဒီအသင်းတော်ကဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာစင်းရဲတဲ့အသင်းတော်နော်ပြီးတော့ကြက်သေးတဲ့အသင်းတော်ခက်ခဲတဲ့အသင်းတော်ပြီးတော့ယုံကြည်သူတွေကနော်အသင်းတို့တင်သားတွေကညံပါနှက်ဆက်ခြင်းအသင်းတက်ခြင်းတွေခံရတဲ့အသင်းတော်ဖြစ်နေပေမဲ့ဖရားသခင်ရဲ့ချီးကျူးခြင်းခံရတဲ့အသင်းတော်ဖရားသခင်အမတန်မှကျေနပ်အားရတဲ့အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ် ဒီစပုံလေးရှိတယ်เนาะ no pain no gain เนาะ no cross no crown လို့ပြောပါတယ် no pain အနာခံမှုမရှိဘူးဆိုတော့အတာဆန်လို့မရဘူးเนาะကားတိုင်းလမ်း no cross no crown လို့ပြောပါတယ်ကားတိုင်းလမ်းမရှိဘူးဆိုရင်တော့ဘာဖြစ်လဲတရဖူလမ်းဆိုတာမရှိဘူးဒါကယုံကြည်သူတွေရဲ့လက်ဆွဲခံရမယ့်အရာဖြစ်တယ် no cross no crown ဒီနေ့တခီရှုခတော်ရှင်ပြန်ထမြောက်တဲ့နေ့ရဖြစ်ပါတယ်เนาะဆိုတော့ကျွန်တော်တို့တတထဲမှာလဲကားတိုင်းလာရှောက်လမ်းဖို့အတွက်ကျွန်တော်တို့အာဝန်လေးဖို့မဟုတ်ဘူးเนาะကားတိုင်းလာခက်ခဲကောင်းခက်ခဲမှာဖြစ်တယ်ဒါမဲ့ crown ဘုရားခင်ပြင်ဆင်ပေးတဲ့တရဖူကပို့ပြီးတော့ကြီးမားတယ်ဆိုတာပေါ့เนาะကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီအတင်းတော်ရဲ့အောက်ဆုံးပိုင်းလေးအာကျွန်တော်ဆက်ပြီးတော့ကြည့်တဲ့အချိန်မှာမတွေ့ရလဲဆိုတော့ ဒေရီတိုင်အောင်တစ္ဆာဆောင်တော်တို့ပြုလင်အသက်တရဖူကိုငါပေးမိ။အော်သမုရဏဆိုတဲ့မြို့ရဲ့နာမည်ကဘယ်ကနေဆင်းသက်လာတယ်လဲဆိုတော့မူရန်မူရန်ကြားဘူးလားမသိနော်။တခေယေရှုခရစ်တော်မွေးဖွားတဲ့ချိန်မှာပညာရှိတွေကယူဆောင်လာပြတဲ့ပျက်စီးသုံးခုရှိတယ်။ရွှေငွေမူရန်နော်ဆိုတော့မူရန်ရဲ့ အာမူရန်ကဘာပြက်လဲဆိုတော့လူသေးတွေကိုဘာဖြစ်လဲတချူတဲ့ချိန်မှာမပုတ်မတိုးအောင်အာတချူရတဲ့ရေပွေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီသမုရဏဆိုတာကလည်းအခုနမူရန်လိုမျိုးပဲအာလူရဲ့အထင်မြင်ပိုင်းဆိုင်ရာမှာသင်နေတဲ့အသင်းတော်ဖြစ်နေပေမဲ့ဝိရေရာပိုင်းဆိုင်ရာမှာရှင်တန်နေတဲ့အသင်းတော်ဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နော်အဲဒါကြောင့်ဒီမှာစတိမှာဝိရင်တော်ဒီ အသင်းတော်အားအဘယ်သို့မိတ်တော်မူဒီကိုနားရှိတော်သူမိဒီကာကြားပါစေ။အောင်မြင်တော်သူကို လူပြအသေးချင်းဒီမငင်းဆဲရလို့ပြောပါတယ်။ဆိုတော့ဒီအသင်းတော်ဟာအသင်းတော်ခုနှစ်ပါးထဲမှာနော်အာဗျာရိတ်ချအခန်းကြီးနှစ်နဲ့သုံးထဲမှာအသင်းတော်ခုနှစ်ပါးအကြောင်းကျွန်တော်တွေ့ရတယ်။ဆိုတော့အသင်းတော်ခုနှစ်ပါးထဲမှာသခင်ယေရှုခရစ်တော်ချီးမြှောက်တဲ့အသင်းတော် သခင်ယေရှုခရစ်တော်အင်မတန်မှကျေနပ်အားရတဲ့အသင်းတော်နှစ်ပါးရှိပါတယ်။အခုစမုရနာအသင်းတော်ရဲ့နောက်တစ်ခုကဖိလိတေဖီးယားအသင်းတော်နှစ်ပါးပဲရှိတယ်။အခုနောက်အသင်းတော်၅ပါးရဲ့အခြေအနေကိုကျွန်တော်ကြည့်တဲ့ချိန်မှာအခုအဲ့ဒီအသင်းတော်တွေကတခုမှမရှိတော့ဘူးဆိုတာကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ဒီစမုရနာအသင်းတော်ကိုကျွန်တော်ကြည့်တဲ့ချိန်မှာနော်ဆိုတော့ဒါကဒီတူရကီနိုင်ငံမှာ ုတိယမြောက်အကြီးဆုံးမြို့ဖြစ်တယ်နော်စမုရနာမြို့ပေါ့နော်စမုရနာမြို့ဖြစ်တယ်ဒါကြောင့်အခုချိန်မှာအစ္စမာလို့နာမည်တော့ပြောင်းသွားပြီဖြစ်တယ်ပေါ့နော်အစ္စမာလို့ခေါ်တယ်ဆိုတော့အရင်တော့အာအင်မတန်မှဆင်းရဲတဲ့အသင်းတော်ဆင်းရဲတဲ့မြို့နော်ဒါမဲ့ဖရာရဲ့နော်ဖရာအတွက်တစ္ဆာရှိရှိနဲ့အသက်ရှင်လျှောက်လာတဲ့ချိန်မှာ ဘုရားရဲ့ကောင်းချီးမင်္ဂလာခံရတဲ့မျိုးဖြစ်လာတဲ့เนาะတူရကီနိုင်ငံဆိုတာကမွတ်စလင်နိုင်ငံဖြစ်တယ်เนาะခရိယန်တွေเนาะပြီးတော့တခြားဘာသာတွေကိုအယံပါဖြစ်လဲကန့်တတ်ထားတဲ့မျိုးဖြစ်ပါတယ်တူရကီနိုင်ငံเนาะတစ်ချိန်တစ်ခါတော့ခုနပြောတဲ့ဒီအသင်းတော်ခုနှစ်ပါးဆိုတာကတစ်ချိန်လုံးကတော့ ဒီအဲ့ဒီတူရကီနိုင်ငံထဲမှာပဲအတင်းတော်ခုနှစ်ပါးစလုံးကရှိတာဖြစ်တယ်ပေါ့နော်ဒါမဲ့နောက်ပိုင်းကအဲ့ဒီအာဒီအာရှမိုင်နာကျောင်းသားထဲမှာတော့အာရှမိုင်နာလို့ခေါ်တာအောင်နော်ဆိုတော့အဲ့ဒီအာရှမိုင်နာကဒီမွတ်စလင်တွေရဲ့တိမ့်ပိုက်ချင်းခံစားရပြီးတော့မွတ်စလင်တွေရဲ့လက်အောက်မှာကြဆုံးသွားတယ်နော်ကြရောက်သွားတယ်ဆိုတော့အဲ့ဒီလူမျိုးမြုပ်ရွာတွေထဲမှာဒီစမုရဏမြုပ်ဟာဆိုတော့အခုအချိန်ထိဘုရားသခင်ကကောင်းကြီးပေးတဲ့ เนาะမျိုးဖြစ်တယ်လို့မျိုးကျွန်တော်တို့ယုံကြည်သူတွေရဲ့တတားကလည်းတစ်ခါလေကြာရင်တော့လူတွေရဲ့ရှေ့မောက်မှာเนาะကဲ့ရဲ့တဲ့အတင်းတော်စင်းရဲ့တဲ့အတင်းတော်စင်းရဲ့တဲ့အတ္တာရှိကောင်းရှိနေမှာဖြစ်ပါလေဒါပေမဲ့ဝိညာဉ်မစင်းရဲ့ဖို့ဝိညာဉ်ရပိုင်းဆိုင်ရာမှာချမ်းသာတော်သူများဖြစ်ဖို့ကိုယ့်ရဲ့အသက်ရှင်ခြင်းအရာဟာဘုရားသခင်ကျေနပ်အားရတော်ယုံကြည်သူများဖြစ်ဖို့အာဒီနှုတ်ပတ်တော်စမ္ပူရဏ အာမြုံပါရှိတဲ့အတင်းတော်အဖြစ်အနေငယ်လေးဝင်ဟာတသိခံတဲ့ပုံမှာအားလုံးပုံမှာဆက်လက်ပြီးတော့ဖျားခင်ကောင်းချီးပေးပါစေအာမင်